ဖြစ်ပြီရှင်ပါမလက်ပါပြီစုံမဆရာအဲ့ကြောင့်သူ့ဖန်နေဆိုရှစ်ကြရဲ့လေ GL ပဲရိုက်လိုက်ပါတော့ဆိုတကယ်လို့စနိုးတက်လိုက်တာဆိုရင်တော့မကိုကကူပြီးတော့လောင်းဖြောက်ပေးမဲ့လူမျိုးပါစနိုးအပြည့်ဝကာကွယ်သွားမှာပါစနိုးကရန်ကြည်ပါလေရာဇဝတ်မှုတစ်ခုကျွလွန်ထားလေတမင်ပြအိမ်မနေလို့မဖြစ်တော့လို့ဟုတ်တာနေအိမ်လေဟုတ်တယ်အိမ်ထဲမှာမနေရတော့ဒါသူ့အတွက်ငရေတွင်းမယ်အဲ့လိုဖြစ်နေ啊သူမူးမမှန်တော့ဘူးပေါ့နော်အခုချိန်မှာလူတက်ထားတဲ့အတွက်မူးမမှန်တော့တာတွေတွေ့ရတယ်ဒါပေမဲ့လည်း အာသူတတ်ထားဆိုပြီးတော့မမနဲ့တန်တရားဝင်ပေမဲ့တကယ်လို့သူတတ်ခဲ့ဆိုရင်တော့မမနဲ့ဖုံးမဖြစ်ပေးမှာပါအာဒီထဲမှာတော့တန်တန်တစ်ခါမှမလုပ်ဘူးတဲ့အရန် challenge ဖြစ်တဲ့ series ဖြစ်မယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ဓနုဘာသာစကားကြီးလည်းသင်ရမယ်။ပြီးတော့တန်တန်ဆိုလို့ရှိရင်ဒီ ယောက်ျားဆန်တဲ့ main ကလေးပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်တော်ရဲမှာအမဲလိုက်တဲ့မုတ်ဆိုးပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်တော်ရဲတောင်ထဲမှာတိုက်ရရမှာဆိုတော့နည်းနည်းတော့လန့်နေပိုလဲပင်ပန်းမယ်ပြီးတော့ cycle series တွေလည်းတင်ရရယ်စပိန်တွေရော cycle တွေရောတင်ရမှာဆိုတော့အဓိကကတော့ဟိုပုံမှန် series တွေထပ်ပို့ပြီးပင်ပန်းမယ်လို့လည်းထင်ပါတယ်ပြီးတော့ဟိုခေါင်းဆောင်လည်းဖြစ်သွားတဲ့အခါကျတော့ပို့ပြီးတော့လည်းတာဝန်ကြီးသွားပါတယ်ပြင်ဆင်မှုတွေကတော့ဒီကပြီးရနဲ့ training ဆင်းရမယ်ပေါ့နော် training ဇက်ကားမရိုက်ခင် training ဆင်းရမယ်လို့ပြောပါတယ်ဖာသာစကားအတွက်ပေါ့နော်ဒီ series အပိုင်း30မှာခေါင်းဆောင် စ်တာကတော့ဒါပထမဆုံးပဲပေါ့နော်အဲ့အတွက်ပို့ပြီးတော့လဲတာဝန်ကြီးတယ်လို့ကိုမကောင်းလို့ရှင်လဲဟိုပို့ပြီးတော့အပြောခံရမှာပေါ့နော်အဲ့အတွက်အကောင်းဆုံးရေကုန်ရေကန်းတော့စူးစမ်းရမှာပေါ့မမနော်အကောင်လုံးကဇက်သိန်းကဘလို့ဖြစ်မလဲဆိုပြီးတော့လာမေးကြရဲဇက်သိန်းကတော့ကိုကပဲစနိုးလေးကိုယူလိုက်တာပါလို့နေနေနဲ့ကိုကိုတီတီနဲ့ဟောတဘောမတူပဲကိုပဲယူလိုက်ပါတယ်လို့အကောင်လုံးကသူတတ်တယ်လို့ပဲထင်နေကြတာလေဒါပေမဲ့ဟုတ်လားမဟုတ်ဘူးလားဆိုတာကတော့စက်ကြည့်ပါတော့နော်သူကဘာလို့လက်သူကအရှိမလဲတွန်းချတာရဲ့လေ တွန်းချတာဆိုတော့သူစိတ်စိတ်ဓာတ်ရည်ကြောင့်မို့လို့သူကအဲ့လိုဖြစ်သွားဆိုတော့နည်းနည်းလေးပေါ့အဲ့လိုပေါ့ ရှေ့အရှုံးမဲ့နိုင်မှာတော့ဆဲခန္ဓာလေအမှလေကိုဆိုင်စီညီမပဲအမှကကြတော့မရမောအဲ့လိုမျိုးတွေတော်တော်လှုပ်လို့ဆဲခန္ဓာရတာနဲ့ဒီမြူနေတို့ထောင်ရောက်ပြီးတက်လာတဲ့အချိန်မှာပြိတ္တကအရှေ့ရမိုးတစ်ပြောက်ပြီးတော့မမနန်းဆိုပြီးချစ်ပေးရဲ့အတွက်ဝမ်းသာပါတယ်ဒီမြူနေတို့ထောင်ရောက်ဝင်มาလဲဘသူမှမထင်ထားတဲ့ဇက်သိန်းနဲ့ဇက်သိန်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ပြိတ္တကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်တနေ့နောက်ထပ်ဇကားတွေကိုလည်းအပြေးပါအောင်လို့ပြောချင်ပါတယ်အဲစနိုးလေးလေးကိုတန်တရားဝင်နေတယ်ပါတယ်ဒါပေမဲ့တကယ်လို့စနိုးတက်လိုက်တာဆိုရင်တောင်မှကိုကကူပြီးတော့အလောင်းဖြောက်ပေးမဲ့လူမျိုးပါ စနိုးစနိုးကိုအပြည့်ဝကာကွယ်သွားမှာပါသူ့ဖန်နေဆိုရှစ်ကြရလေ GL ပဲရိုက်လိုက်ပါတော့ဆိုသူမူမမှန်တော့ဘောเนาะအခုချိန်မှာလူတက်ထားတဲ့အတွက်မူမမှန်တော့တာတွေတွေ့ရတယ်ဒါပေမဲ့လည်းအာသူတက်ထားဆိုပြီးတော့မမှန်တဲ့တန်တရားဝင်ပေမဲ့တကယ်လို့သူတက်ခဲ့ဆိုရင်တော့မမှန်တဲ့ဖုံးမေးဖိပေးမှာပါအမ ဝင်နေတည့်ရဘာလို့ဆိုစနိုးကမူးမမှန်ဘူးလေဘသူ့ကိုမှလည်းမပြောပြရပြင်အခုစနိုးကဖြားလဲဖြားနေရဆိုတော့ပုံမှန်မဟုတ်တော့ဘူးဆိုတော့မတ်နဲ့စပြီးခံစားလာပြီပေါ့နော်ဟုတ်တယ်ဟုတ်တယ်အဲ့အိမ်ထဲမှာမနေရရဒါသူ့အတွက်ငရဲတွင်းမယ်အဲ့လိုဖြစ်နေရ။ဟိုဒီနေ့ကဘလောက်ကြီးတနာနေပြီးရမှန်း။ဒီနေ့လည်းတနာဖို့ကောင်းပါရဲ့အောက်ပိုင်းတည်သွားပြီဆိုတော့သူအရင်လိုစနိုးကိုမစိုးနိုင်တော့။ဒီနေ့ကိုလည်းတနာပါအကုန်လုံးတနာနေရကိုယ့်ကိုလည်းတနာပါ။ အမေကဒီမှာယောက်ျားပေးစားမယ်ပြောတာကိုကမယူပဲပြန်လာရတာလေကိုကကိုယောက်ျားယူလိုက်ရင်ဟိုမှာငိမ့်ချမ်းနေပြီးရွာမှာစလုံးမျိုးလေးနားမှာပူလာနေရတာပေါ့ဟုတ်တယ်ကိုကသူ့ကိုလှုပ်တဲ့သူတွေကိုကြည့်ပြီးတော့ကိုပါဒေါသကြီးလိုက်ထွက်နေရတာကိုပါပူလာရတယ်အာဒီဇလန်တွဲလေးရောနောက်ထပ်တန်တန်ထွက်မဲ့ဇလန်တွဲလေးရောအားပေးကြပါလို့ဗီလိန်လေးရိုက်တဲ့အခါမှာလည်းတန်တန်ကိုအများကြီးမစဲကြပါနဲ့လို့ပြောချင်ပါတယ်